ူစုလူဝင်းနဲ့အကြံဖတ်မှုတွေကိုစနစ်တကျကင်တွဲထိမ့်သိမ်းနည်းတွေပါတဲ့တင်နန်းတစ်ခုကိုဘကိုယ်တိုင်ပြည်မြို့နယ်ကရဲတပ်ဖွဲ့ဝင်တွေကိုပို့ချပေးနေပါတယ်ဒီသတင်းကိုမင်းညိုကပေးပို့ထားပါတယ်ရှင်ဥရောပ28နိုင်ငံကနေဥသိမ်းစဉ်သမ္မတလက်ထက်မှာမြန်မာနိုင်ငံကိုတဆင့်တည်ယူလာခဲ့တာဖြစ်ပါတယ်။ဒီမိုကရေစီစံနှုန်းတွေနဲ့စနစ်တကျလူစုလူဝေးကိုကိုက်တွယ်ဖြည့်ရှင်းရမှာတီဆဲဥပဒေဘောင်တွေကနေထွက်မသွားအောင်နဲ့ လူတယောက်ချင်းစီရဲ့လူအခွင့်အရေးတွေကိုလေးစားလိုက်နာတတ်အောင်စနစ်တကျပြုလုပ်ထားတဲ့လူစုလူဝေးဖြိုခွဲတဲ့သင်တန်းတစ်ခုဖြစ်ပါတယ်။လူအခွင့်အရေးပြည်ပဆိုင်အခွင့်အရေးကျွန်တော်စာတန်းနောက်တစ်ခါ CCLE လို့ CCLEO လို့ခေါ်တဲ့ဒီတရားဥပဒေစိုးမိုးလိုက်နာတဲ့လူတွေရဲ့ကျင့်ဝတ်စည်းကမ်းတွေပေါ့နော်။လူစုလူဝေးကိုဒါဖြိုခွဲတဲ့နေရာမှာအသုံးပြုတဲ့လက်နက်ပေါ့နော်။အင်အားနဲ့လက်နက်အသုံးပြုတဲ့ရှင်ဟာအခြေခံကုလသမဂ္ဂအခြေခံစီးမြင့်နေပေါ့။ဒါတွေနဲ့ကျွန်တော်အညီတင်ကြားပေးတာပါ။ဒီသင်တန်းမှာငင်းငယ်စွာဆန္ဒပြကြတဲ့ပြည်သူတွေကို လက်နဲ့မပါဘဲလက်ကြီးခုခံဖြေရှင်းသည်လက်နဲ့တစုံတရာပါတဲ့အကျန်းဖက်လူအုပ်ကြီးကိုဒိုင်နမတ်တုပ်တွေနဲ့ဖြိုခွဲသည်အတင်းဝင်ရောက်ထိုးဖောက်ဖို့ကြိုးစားနေတဲ့လူအုပ်ကြီးကိုဟန်တာဖြိုခွဲသည်လူစုခွဲမပေးဘဲထိုင်နေတဲ့လူအုပ်ကို ဖြိုခွဲသည်စရာတွေကိုပြည်သူတွေမထိခိုက်စေဘဲကင်တွေဖြေရှင်းသည်ဖြစ်ပါတယ်။ဟိုကဟိုငကုံကဆို right control ပေါ့နော်။အထီးကယုံနေနေဆိုပြီးတန်းခေါ်လိုက်တယ်။ဒီကယုံနေနေဆိုပြီးတန်းခေါ်လိုက်တဲ့ခါကျတော့သူ့ရဲ့နီးစနစ်ကလည်းဒီလိုညှဉ်းနှောင်းမှုတိတ်မရှိဘူးပေါ့ အခုကျတော့လူစုလူဝေးကိုစနစ်ကြကန်တဆင်းသိချင်းတင်နာတင်နာပေးလိုက်ပြီးရဆပြီးတော့ဒါဥရောပနိုင်ငံတွေကဒီကုလသမဂ္ဂဆိုင်ဆိုင်ဆောင်နေတဲ့အညီဆိုပြီးတော့ရှာပြရခဲ့ကြတော့ငကိုလိုတော့ပြန်လာဖြစ်ရင်ဘုံတိုင်းနဲ့ဖြိုခွဲတာမရှိတော့ဘူးဒီတင်နာမှာလူအခွင့်အရေးချိုးဖောက်မှုမဖြစ်စေဖို့ရည်ပဲထားတဲ့ standard operating procedure SOP ကာဝယ်မှု၅မျိုးနဲ့တုံ့ပြန်မှု၅မျိုးကိုအဓိကထည့်သွင်းတင်ပြထားပါတယ်။ဒီသင်တန်းကိုပြည်ခရိုင်ထဲမှာ2015-16ခုနှစ်ထဲမှာစတင်တင်ပြခဲ့ပြီးရဲတပ်သားကနေဒူရဲမှုကြီးအဆင့်အထိ ရဲတပ်ဖွဲ့ဝင်900ကျော်ကိုတင်ပေးပြီးပါပြီ။တင်နန်းကာလအဖြစ်14ရက်ဖြစ်ကအခုတင်နန်းကအခုမှနေကပြောင်းလာတဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ရဲတပ်ဖွဲ့ဝင်အသစ်33ဦးကိုတင်ပေးတဲ့တင်နန်းဖြစ်ပါတယ်။ကျွန်တော်မင်းလို့ပါခင်ဗျာ။